ပြီးခဲ့တဲ့အောက်တိုဘာ15ရက်နေ့ကဒီကမ္ဘောဒီးယားအခြေစိုက် online လိမ်လည်မှုလုပ်ငန်းစုများရဲ့ခေါင်းဆောင်ချန်စီရဲ့ crypto အကောက်ကို US အစိုးရကထိန်းသိမ်းလိုက်တယ်ဆိုတဲ့သတင်းထွက်လာတာပေါ့နော်။ဆိုတော့ဒီနေရာမှာမေးကြတာက coin တွေကိုအစိုးရကထိန်းချုပ်လို့ရနိုင်လားဆိုတဲ့မေးခွန်းပဲ။ဒီမေးခွန်းရဲ့အဖြေကသူကနှစ်မျိုးရှိတယ်။သူကနံပါတ်1ကထိန်းချုပ်လို့ရနိုင်တယ်။နံပါတ်2ထိန်းချုပ်လို့လည်းလုံးဝမရဘူး။ကိုက ခရစ်ပတိုကွိုင်းတွေကိုဘလို့တင်းစီးတယ်ဆိုတဲ့အပေါ်မှာပဲမူတည်တာပေါ့နော်ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ဒီခရစ်ပတိုကွိုင်းတွေကိုဘလို့နီးတယ်နဲ့တင်းစီးနိုင်တယ်ဆိုတာကို ပြောပြပေးသွားမှာပေါ့နော်ခရစ်ပတိုကိုတင်းထားဖို့သူက wallet ကနှစ်မျိုးရှိတယ်တစ်ခုက hot wallet နဲ့နောက်တစ်ခုက cold wallet ဆိုတဲ့သူ wallet နှစ်မျိုးပေါ့နော် hot wallet ဆိုတာဒီ finance uh binance coinbase kraken ဒီအစရှိတဲ့ဒီ central exchange 8ချိန်တွေနဲ့ဒီ wallet wallet တွေပေါ့နော်စတဲ့ဒီ internet နဲ့ချိတ်ဆက်ထားတဲ့ဒီ wallet မှန်သမျှကိုသူက hot wallet လို့ခေါ်တယ်။ဘာဖြစ်လို့ဆိုတဲ့စကားလုံးကိုသုံးရတာလဲဆိုတော့ဒီ wallet တွေကဒီ internet နဲ့အဆက်အသွယ်ရှိပြီးတော့အမြဲတမ်း active ဖြစ်နေတာပေါ့နော်။ဆိုတော့ကိုထည့်ထားတဲ့ဒီ8ချိန်ကလည်းကိုယ့်ရဲ့ coin တွေကိုသူကခြံတွေ့လို့ရတယ်။အဲ့ဒါပြင်ကို hacker တွေကလည်းဒီ hack နိုင်တဲ့အနေအထားရှိတာကြောင့်ဒီ hot wallet လို့သုံးတာပေါ့နော်။ cold wallet ဆိုတာက ဒီအနာနဲ့နဲ့မချိတ်ထားတဲ့ offline wallet တွေကို core wallet လို့ခေါ်တာပေါ့နော်ဥပမာဒီ paper wallet နဲ့ဒီ hardware wallet တွေအားဒီ core wallet တွေပဲ paper wallet ကသူကဘယ်လိုလုပ်လို့လဲဆိုရင်ဒီကိုယ့်ရဲ့ block chain ကိုသွားမယ်ဒီ public key နဲ့ဒီ private key တွေကို remove လုပ်လိုက်ပြီးတော့ဒီစာရွက်နဲ့ print ထုတ်လိုက်တာပေါ့နော် application တခုတောင်းရတယ်ဒီ key တွေကို print ထုတ်လိုက်ပြီးဆိုတာ ਨੇ သူက online ပေါ်မှာအဲ့ဒီ key တွေကသူကလုံးဝရှိနေတော့ဘူး key တွေကသူကစာရွက်ထဲရောက်သွားတယ် ကီးနေနဲ့လည်းရသလိုကျွန်တော်တို့ဒီလို QR code အနေနဲ့လည်းရတာပေါ့နော်ဆိုတော့ကိုကကိုကိုင်းလေးကိုပြန်ဝင်ဖို့အဲ့ဒီကီးတွေလိုအပ်တယ်အဲ့ဒီကီးတွေပျောက်သွားရင်တော့သွားပြီပေါ့နော်ကိုကိုင်းလေးကိုပြန်ဆယ်လို့မရတော့ဘူးကိုရဲ့ကိုင်းလေးကလည်းအဲ့လို online blockchain ထဲမှာသွားဟိုလွတ်မျောနေမှာပေါ့အဲ့လိုမျိုးအဲ့ဒီလို internet ပင်လယ်ကြီးထဲမှာမျောနေတဲ့ wallet တွေရှိတယ်အပိုင်ရှင်တွေကဒီ physical key တွေပျောက်သွားတာပဲဖြစ်ဖြစ်ဒီပိုင်ရှင်တွေကိုယ်တိုင်ကသိဆုံးသွားတာပဲဖြစ်ဖြစ်ပေါ့ အဲ့လိုပင်လယ်ကြီးထဲမှာဒီပျောက်ဆုံးနေတဲ့ဒီပိုင်ရှင်မဲ့ဒီရန်လာတိုက်တွေကိုဟိုလိုက်နေတယ်မုတ်ဆိုးတွေလည်းရှိတယ်အဲဒါကတော့ဘိုးဒုသဗောနော်ထားလိုက်တော့ဒီနောက်တစ်ခုကျွန်တော်တို့ hardware wallet ဆိုတာကဒီကိုယ့်ရဲ့ coin တွေကို USB stick ဒါမှမဟုတ်ဒီ hard disk တစ်ခုထဲမှာထည့်ပြီးတော့ဒီဖြုတ်သိမ်းထားတာကိုပြောတာဗောနော် internet ဖြောက်လိုက်လာကြောင်းလုံးဝ offline ဖြစ်သွားပြီးတော့ဘယ်သူမှဟပ်လို့မရတော့ဘူးအဲ့ဒီနေရာတော့စိတ်အချရအောင်နေပဲဒါမဲ့အဲ့ဒီ ဟာတစ်ကြီးတစ်ခုလုံးအခိုးခံရရင်တော့မပြောတတ်ဘူးပေါ့နော်ကျွန်တော် UK မှာလူတယောက်ရှိတယ်သူ့နာမည်က James Howells တဲ့ဒီလွန်ခဲ့တဲ့10နှစ်ကျော်2013ခုနှစ်ကဒီ Bitcoin တွေကိုထည့်ထားတဲ့ Half Drive တစ်ခုကိုမတော်တဆအမိုက်ပုံနဲ့ပြစ်ခဲ့မိတယ်ပေါ့နော်အဲ့ဒီ Half Drive ကအခုဆိုလို့ရှိရင်ဒေါ်လာ1800တန်ကြီးရှိတယ်1800တန်800အခုအခုခွဲ့ဒီ Bitcoin တန်ဖိုးနဲ့တွက်မယ်ဆိုလို့ရှိရင် အခုအဲ့ဒီအမိုက်ပုံတွေစုပုံထားတယ်အဲ့ဒီအမိုက်ပုံကြီးကိုမြေလန့်ရှာနေတာကွက်ထီကိုမြေလန့်ရှာနေတာဆိုရှာလာတော်တော်ကြပြီအခုတော့သူလောကလက်လျှော့လိုက်ပြီပြောတယ်လို့ဆိုတော့အဲ့လိုဖြစ်တတ်တယ်ပေါ့နော်သတိထားရမယ်ပေပါဝလကဒီကိစ္စရက်တွေပျောက်သွားရင်ဒါမှမဟုတ်ဒီမှင့်နေမှိန်ကုန်ရင်ဒါမှမဟုတ်လဲဒီဓာတ်ပုံရှားပြီးတော့ digital အနေနဲ့သိမ်းမဲ့ဆိုရင်လဲဒီကိုသိမ်းထားတဲ့ပစ္စည်းဟာပျောက်သွားရင်ဒီကိုရဲ့ခွိုင်နေလဲဟိုဆုံရှုံသွားတဲ့ပုံစံမျိုးပဲဟောနော် နောက်ဆုံးဓာတ်ပုံရိုက်ထားတာကိုကျွန်တော်တို့ဒီ cloud storage မှာတိမ့်မဲ့ဆိုရင်လည်းသူကဘာမှမထူဘူးလေအဲ့ဒါနောက်ပေါ်ပြန်ရောက်သွားတဲ့အတွက်ဒီ hot wallet ပုံစံမျိုးပြန်ဖြစ်သွားတာပဲအဲ့ဒါကြောင့် paper wallet ကခုနောက်ပိုင်းမှာလူတွေတိတ်မသုံးကြတော့ဘူး cold wallet အနေနဲ့တိမ့်မဲ့ဆိုရင် hardware wallet တွေပဲဟိုတိမ့်တာများတယ်ဟုတ်လို့အဓိကတော့ investor တွေပေါ့ဒီ coin တွေဈေးကြောင်းလုံးဝယ်တယ်ဒီ cold wallet နဲ့တိမ့်ထားတယ်နောက်၄၅၀နှစ် coin တွေဈေးကောင်းမှပြန်ထုတ်ရအောင်လဲပြီးတော့အဲ့လိုလူတွေရဲ့ ဒီ cold wallet hardware တွေကိုတိန်းလို့ရှိရင်သူက ban ban နေရဲ့သူတို့ရဲ့ vault တွေမှာဆိုတိန်းတာများတယ်ဆိုတော့တခိုးတော့ဟိုအိမ်ကိုလာခိုးလို့မရနိုင်တဲ့ပုံစံပေါ့နော်အဲ့ဒီတော့ cold wallet နဲ့သဲရင်ဘယ်အစိုးရပဲဖြစ်ဖြစ်ဘယ် hacker ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ coin တွေကိုထိလို့မရနိုင်ဘူးပေါ့နော်ဒီလောက်ဆိုရင်တော့ cold wallet အကြောင်းဟိုသိပြီပေါ့ hot wallet မှာထည့်ထားတာကတော့ကျွန်တော်တို့လောလောဆယ်အရောင်းဝင်လုပ်ဖို့ transaction လုပ်ဖို့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ cold wallet ကဒီ transaction အရွှေ့ပြောင်းအလွယ်တကူလုပ်လို့မရဘူးလေအဲ့ဒါကြောင့် အများသောအားဖြင့်အချိန်တွေမှာသူကထည့်ထားတာဗျာလေအခုဖြစ်သွားတဲ့ပုံစံကကျွန်တော်တို့ဒီ US အခြေစားအချိန်တစ်ခုခုမှာထည့်ထားတဲ့ပုံစံပေါ့ဥပမာ Binance US ပဲဖြစ်ဖြစ် Coinbase ပဲဖြစ်ဖြစ် Kraken တစ်ခုခုပေါ့အဲ့ဒီမှာကိုကငွေမဲတွေပမာဏအများကြီးကိုထည့်ထားတယ် US ဆိုရကလည်းကိုကို line နေတယ်ဟိုခြေအခံမိသွားပြီဆိုရင် FBI တို့အထက်ကဒီအဖွဲ့အစည်းအကြီးကြီးရဲ့ဖန်ဝန်းနဲ့လာလို့ရှိရင်အဲ့ဒီအချိန်ဟာ CEO ကလည်းဘာမှမတတ်နိုင်ဘူး။ကိုယ့်ရဲ့ client အကောက်ကိုပေးရတာပဲ ဥမာကွာ UAE အခြေစိုက်ဟိုဘိုင်ဘေးလုံမျိုးအဲ့ချိန်မှာထက်တာလေကွာ US ကလိုချင်တဲ့ရာဇဝတ်သားဘာညာဆိုလို့ရှိရင်ဒါတို့ဆိုအားချင်းချင်းစကားပြောကြပေါ့ UAE အစိုးရခွင့်ပြုတယ်ဆိုမှကိုယ့်ရဲ့အကောင့်အထိမှာဒီ US လိုအင်အားကြီးနိုင်ငံကြီးကလုံးရင်ဟိုရနိုင်တယ်ပေါ့ဒါမှမဟုတ်ဟိုတိတ်တော့မသေးကြဘူးပေါ့နော်သေချာတာကတော့ဒီလိုအဲ့ချိန်တွေကဘသူလာလာလက်ခံတာပဲဟိုတပ်ဆိုင်ရာအစိုးရကလည်းတော်ရုံဝန်ဆုပ်ဖတ်လို့မရနိုင်ဘူးပေါ့နော်အခုက 15ဘီလီယံဆိုတဲ့ပမာဏအများလုံးတာရဲ့ US နိုင်ငံသားတွေကိုပါပြစ်မှတ်ထားပြီးလိန်သွားတာကြောင့် US အစိုးရကလိုက်တာလို့ယူဆလို့ရတာပေါ့နော်ဆိုတော့ဒါတော့ဆိုရင်တော့ကျွန်တော်တို့ hot wallet နဲ့ cold wallet အကြောင်းသိလာပြီပေါ့နော်